ကျွန်တော်ရအောင်မင်းလာပါ Drag and Fee Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဗာဝဇင်းကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဇင်မင်းပါ။ဒါကျွန်တော်တို့ဗာဝဇင်းကတော့လက်ရှိမှာဆိုရင်အသင်းရဲ့ကွင်းလေကအဓိကကစားသမား2ဦးဖြစ်နေတဲ့ဒါ Dominic Soboslai နဲ့ Ryan Graham ဘတ်တို့ကိုစာချုပ်တစ်ခုနဲ့ဒါမကြခင်မှာစာချုပ်တက်တန်းတိုးနိုင်တော့မယ်ဆိုပြီးတော့သိရတယ်။ဆိုတော့ဒါကတော့ကျွန်တော်တို့ဗာဝဇင်းအသင်ပြိတ်သက်တွေတကယ်တမ်းဖြစ်စေချင်တဲ့အရာတွေတက်ခုပဲ။ ။ဘာကြောင့်လဲဆိုတော့ဒီရာဒီမှာ dominant show line ကိုဒါ Ryan Graham ဘက်ကအသင်းအတွက်အရန်ကိုမှအရေးကြီးနေတဲ့ကစားသမား2ဦးဖြစ်နေတာ။အဲဘယ်လိုပြောမလဲပြပုံမှန်လေးလေးပြောရမယ်ဆိုရင် Ryan Graham ဘက်နဲ့ dominant show line ကအသင်းမှာလက်ရှိမရှိဘူးဆိုရင်တော့မဖြစ်ဘူးဆိုတဲ့ကစားသမားတွေကမှပါတယ်။မရှိမဖြစ်ဆိုတဲ့စည်ရင်းလေးတွေမှာပထမအဦးဆုံးနေရာမှာဒါနံပါတ်1နဲ့နံပါတ်2နေရာမှာရှိနေတဲ့ကစားသမား2ဦးပဲ။ဒါကြမ်းနေကစားသမားတွေကိုမကောင်းဘူးမကြိုက်ဘူးအသင်းအတွက်အရေးမပါဘူးလို့ပြောချင်တာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီကစားသမား2ဦးက လက်ရှိအသေးအတော့အကောင်းဆုံးထမ်းတင်ပေးထားတယ်အဲကျွန်တော်တို့ပြီးခဲ့တဲ့ဒါရပ်ပိုင်းဒီမှာဆိုရင်တော်တော်လေးကိုမှရလက်ဆိုးခဲ့တာအသင်းကအာနောက်ဆုံးခုနှစ်ပွဲမှာ6ပွဲအထိရှုံးနေဆိုတော့တော်တော်ဆိုးရွားတဲ့ current form တစ်ခုကိုလဘဘူးအသင်းကဖြတ်တန်းခဲ့ရတယ်အဲအဲ့ဒီအခြေအနေမှာတော့မှပဲ dominate show ဆိုင်ကရှုံးအသင်းကရှုံးပွဲတွေဆက်နေတယ်ဆိုပေမဲ့လည်းပြိုင်ဘက်အသင်းကစားသမားတွေထက်မတားဘူးဆိုရင်တော့မှရော့ကြနေတဲ့ခြေစွမ်းမျိုးကို dominate show ကိုလည်းပြခဲ့တဲ့ပွဲတစ်ပွဲမှမရှိဘူး ဒိုမိုနစ်ရှိုးလိုင်းအောင်ရိုင်းခွန်ပဲကောကအသင်းရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအသင်းအတွက်အကောင်းဆုံးကစားပေးခဲ့တဲ့အကောင်းဆုံးကစားပြသွားခဲ့တဲ့ကစားသမား2ဦးဖြစ်တယ်ဆိုတော့ဒီအချိန်မှာဒိုမိုနစ်ရှိုးလိုင်းရဲ့တဟုန်တိုးတိုးတက်လာမှုကြီးကကျွန်တော်တို့မဖြစ်မနေကို appreciate လုပ်ရမယ်အဲဒါကြောင့်မလို့ပဲလက်ရှိလေဘာဘူးအသင်းရဲ့ပြိသက်တွေကတော့ dominate ရှိုးဖို့ shine ရောနောက်ထပ် Ryan Clark ပဲကိုကိုစာချုပ်တက်တန်တိုးစီခြင်း ਨੇ အဲဒီနေရာမှာဟိုဘယ်လိုပြောမလဲနောက်ထပ်ကလပ်အသင်းတွေဖြစ်ကြတဲ့ဒါ Real Madrid တို့ပြီးရင် Bayern Munich တို့ PSG တို့က ဒိုမီနိတ်ရှိုးဘိုဆိုင်နဲ့ RGB တို့နဲ့ပတ်သက်တဲ့ကောလာဟာလာလိုမျိုးသတင်းတွေဒါထွက်လာတယ်။ဒါ RGB ကိုဒိုမီနိတ်ရှိုးဘိုဆိုင်ကိုလွေရသည်အပြောင်းရှိမှအရာခေါ်မာတို့ဘလောက်ပေးပြီးခေါ်မာဒီလိုမျိုးပြကောလာဟာလာသတင်းတွေတောက်လျှောက်ထွက်လာတယ်။ဒီကောလာဟာလာသတင်းတွေတောက်လျှောက်ထွက်လာတဲ့အချိန်မှာပဲဒါအသင်း FG ဘက်ကနေပြီးဒီစားသမားနှစ်ဦးကို2030အဲဒါမှမဟုတ်2030တခုနှစ်အထိ ဒါတတော်လေးကိုကာလာရှည်ကြတဲ့စာချုပ်တစ်တခုနဲ့ကန်လန်းတော့မယ်ဆိုပြီးပြီးရတယ်ဒီစာချုပ်အရာဆိုရင်လက်ရှိသူတို့ဒါခံစားနေရတဲ့လစာထက်ပိုများတဲ့ဒါအကျိုးခံစားမှုပိုများတဲ့လစာတခုနဲ့သူတို့ကိုကန်လန်းသွားမယ်ဆိုပြီးတော့ပြီးရတယ်ဒါကတော့ကျွန်တော်တို့ဘာလို့အတင်းရေရှည်သွားမယ့်နေရာရေရှည်ပလန်လောင်းတိုင်းပလန်တော်တော်တော်လေးကိုမှအားရကျင်နေဆရာပေါ့လေဟိုကျွန်တော်တို့အကောင်လုံးသိခဲ့တဲ့အတိုင်း dominant show design ကအတင်းကိုဒါဂျာဂန်ကလော့ရဲ့နောက်ဆုံးရာသီမှာဆက်စားပြီးရောက်လာတယ် အသင်းကိုစားရောက်လာတော့ကအမှန်တိုင်းပုံမလင်းလင်းပြောမှဆိုရင် dominant ရှုပ်ဖို့ဆိုင်ကအရန်ကောင်းခဲ့တဲ့ကစားသမားမဟုတ်အရန်ကောင်းခဲ့တာတော့မဟုတ်ဗျာမကောင်းဘူးဆိုတဲ့ကစားသမားရဲ့ဒီမှာတော့ပါတယ်ဒါကြောင့်ချင်းမှာ dominant ရှုပ်ဖို့ဆိုင်ဂျုံကန်ရတယ်သူသူ့ရှိကိုဘောလုံးပေးလိုက်ရင်ပြတ်တာတို့ဘောလုံးကိုကောင်းကောင်း first step မထိန်းနိုင်တာတို့ပြီးရင်ဘောလုံးလမ်းကြောင်းနေဆိုတလွဲတွေပေးတာတို့ဗျာဒီလိုမျိုးတော်တော်လေးစိုးစိုးရွားရွားကာလာတစ်ခုကိုသူဖြတ်တန်းခဲ့ရတယ် အဲဒါမဲ့လေသူ့ကိုသူပြန်တီဆောက်ပြီးတော့ဒါပြီးခဲ့တဲ့ယာစီကကလော့ထွက်ပြီးဆလော့လက်အောက်ရောက်တဲ့အခါမှာဒိုမီနိရှိုဘိုတိုင်းကအသင်းတွယ်အဓိကသံတမတအူဖြစ်လာတယ်အသင်းကိုအကောင်းဆုံးဦးဆောင်မောင်းနေနိုင်တဲ့အထက်မှာလည်းပါလာတယ်အဲဒီဖြစ်ဖြစ်နဲ့သူအသားကျလာပြီးတော့ဒီယာစီမှာဆိုရင်တော့သူ့ရဲ့အကောင်းဆုံးယာစီကစားသမားဘဝရဲ့အကောင်းဆုံးယာစီတစ်ခုကိုဖျက်ဆီးနေရတယ်လို့ပဲပြောရမှာပဲဆိုတော့ဒီလိုကစားသမားမျိုးကို FG ဘက်ကနေပြီးတော့လည်းလက်လွတ်မခံမင်းနဲ့ ဒါသူ့ကိုစာချုပ်တက်တန်းတိုးဖို့အတွက်ကိုလက်ရှိမှာစီစဉ်နေပြီအဲ dominate show sign ကလည်းသူ့ဘက်ကနေပြီးတော့လည်းဒါပြောထားတဲ့အရာတွေရှိတယ်ဒါကျွန်တော်အနေနဲ့ကပေါ့နော်အဲဒါအသင်းမှာပဲဆက်ပြီးတော့နေခြင်းနဲ့အသင်းဆိုတာလဘဘူးအသင်းကိုပြောတာလဘဘူးအသင်းမှာပဲကျွန်တော်ဆက်ပြီးတော့နေခြင်းနဲ့အဲအသင်းကြောင်းလို့စိတ်မရှိဘူးအဲဘယ်ကလပ်တွေကဘယ်လိုမျိုးပဲပြောနေပြောနေသူကဒီကလပ်အသင်းရဲ့ကြီးကြဲခံနာတဲ့ဂန်ဝင်ကစားသမားတအုပ်ဖြစ်ခြင်းတယ်လို့သူပြောထားတာရှိတယ်ဆိုတော့ အဲဒီစကားဒီစကားတွေကတိတ်ပြီးတော့တော့ထူးဆန်းတဲ့စကားတွေတော့မဟုတ်ဘူးဗျာဒါပေမဲ့အသေးမှဆက်ရှိဖို့တော့ကတော်တော်လေးယာကင်တော့များတယ်လို့အဲသူကမီးစိမ်းပြလိုက်တဲ့သဘောပဲဆိုတော့သူ့ကိုတော့စာချုပ်တက်တန်းတိုးနိုင်ဖို့အတွက်တော်တော်လေးယာကင်တော့များသွားပြီ2030တော့မဟုတ်30ခုနှစ်တိနောက်ထပ်5နှစ်6နှစ်လောက်ရှိတဲ့စာချုပ်တက်တန်းတစ်ခုနဲ့ဆိုတော့အသင်းအတွက်တော့လုံးဝကိုကောင်းတဲ့ share plan ကြီးတစ်ခုဖြစ်ခဲ့အဲနောက်ထပ်ကစားမတအုပ်ဖြစ်တဲ့ RGB ကတော့ဒါလက်ရှိမှာသူ့ကိုစာချုပ်တက်တန်းတိုးဖို့အတွက်ကိုအရင်ဆုံး FFG ဘက်ကနေပြီးစူးစမ်းခဲ့ အကောင်လုံးသိရတဲ့အတိုင်း Dominic Schubert line ဆိုတာကစာချုပ်သက်တမ်းကနည်းနည်းလေးကြံသေးတယ်။ RGB က Dominic Schubert line တော့မကြံတော့တဲ့အနေအထားမျိုးမှာ FFG ဘက်ကနေပြီးတော့စာချုပ်သက်တမ်းတိုးဖို့အတွက်ကို RGB ကိုအရင်ဆုံးဒါစ조사ခဲ့ရဲ့အဲတော့ဒီမဲ့သူတို့စ조사တယ်စ조사ပြီးတော့ဩပြီးတော့မှ AAC စာချုပ်သက်တမ်းတိုးမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့နောက်နေနေဆုတ်သွားတယ်။အဲတော့ဒီမဲ့လက်ရှိမှာခုနပြောသလိုပါလေကောလာဟာလာတွေတောက်လျှောက်ပြန်ထွက်လာတဲ့နေသားမျိုးမှာ ် FFG ဘက်ကလည်းဟိုနေလို့မရတော့ဘဲနဲ့ဒီသားသမားကိုပါစာချုပ်တက်တန်တိုးဖို့အတွက်ကိုစီစဉ်လိုက်ပြီးဆိုတော့ Dominic Shopo Slime ကို RGB နှစ်ဦးလုံးကိုစာချုပ်တက်တန်ကိုတပြိုင်နက်တိုးဖို့အတွက်ကိုတပါဘူးကစီစဉ်နေတယ်ဆိုတော့အတင်းအတွက်ဒါကတော့တော်တော်လေးကောင်းတဲ့သတင်းကောင်းပါအဘဘလို့ဆိုတော့လက်ရှိရလက်ဆိုးနေကနေပြီးတော့ဒါနည်းနည်းလေးလမ်းကြောင်းမှန်ပေါ်စာရောက်ခါစာပြုတ်နေပြီပေါ့လေဒီလိုကာလမျိုးမှာဒီသာသမာနှစ်ဦးလုံးရဲ့ ဒါရေရှိပလန်နေနဲ့ပတ်သက်ပြီးတော့ဒီကစားသမား2ဦးကိုဘာမှတွင်းခမဖြစ်စေရဲ့အတွေးတွေမဝင်စေဘဲနဲ့ဗျာအဲသူတို့ကိုအေးအေးဆေးဆေးဘောလုံးတစ်ခုပဲအအောင်ဆိုင်ပြီးတော့ကစားနိုင်အောင်အခုလိုမျိုးကာလာရှိချာစာတုပ်တက်တန်းတစ်ခုတိုးလိုက်ခြင်းကအသင်းအတွက်အပေါင်းလက္ခဏာတွေစောင့်စီနေအရာလို့ပဲကျွန်တော်ကတော့မြင်တယ်အဲဒီညမှာတော့ Ryan Prime ဘက်ကတော့ဒါ Dominic Show ကိုဆိုင်နေစန့်ကျင်ပဲအနေထားမျိုးနဲ့အသင်းကိုရောက်လာတာပေါ့လေဒါကျွန်တော်တို့လိုပါဘူးပြည်သက်တွေအကုန်လုံးသိရအဲဒီတော့က Ryan Prime ဘက်ကိုဒါနီးပြဖြစ်တဲ့ Jagan Clock ကလိုချင်လို့ခေါ်ခဲ့တာမဟုတ်ဘူး လိုလိုချင်ချင်နဲ့တကယ်တမ်းရချင်လို့ခေါ်ခဲ့တဲ့ကစားသမားမဟုတ်ဘူးဗျာတကယ်တမ်းလိုချင်တာကဝိုင်းဆက်ကန်ကြီးတို့ကိုလိုချင်တာဝိုင်းဆက်ကန်ကြီးတို့ကိုမရခဲ့လို့သာ Ryan Grant ကိုခေါ်ခဲ့တာဝိုင်းဆက်ကန်ကြီးတို့ကအဲတုန်းကပေါင်တန်း100လောက်ဖြစ်တဲ့အတွက် FFG ဘက်ကနေပြီးတော့လေအဲမပေးချင်ဘူးပတ်စံထုံးမပေးချင်ဘူးအဲ့အတွက်ဒါ Ryan Graham ဘက်ကိုရှားတလောက်ခေါ်လိုက်တယ်အတင်းမှာရောက်ရောက်ချင်းပဲသူကတော်တော်လေးရုန်းကန်ရတယ်ဒီမှာပါတယ်ဟိုပွဲထွက်ခွင့်လည်းမရဘူးပွဲထွက်ခွင့်ပေးလိုက်ပြန်ပြီဒါမှမဟုတ်ရင်သူ့ကိုပွဲကစားချင်းနည်းနည်းလေးပေးလိုက်ပြီဆိုတော့လေဒဏ်ရာခဏခဏရ တန်ရန်ခလောင်းနာရရဲ့သတ္တမိုင်းမှာပါတယ်နောက်ဆုံး water and andro ရဲ့နောက်အထိကိုပါသူရောက်သွားတာတော်တော်လေးကိုမှအသိရဲ့ second choice third choice လောက်အထိသူရောက်သွားတယ်အဲ့တော့တီယာကိုလည်းရှိနေတာဆိုတော့သူ့ရဲ့ကစားဖို့တဏီယာတော့ကတော်တော်လေးကိုမှ RGB ကအသိကိုရောက်လာခါစားဆုံးကသူကဘယ်နေရာမှာအသိကစားလို့ကစားတဲ့ကစားသမားမှန်းတော့သိချမသိဘူးသူက CN လို့လို့ DN လို့လို့ AN လို့လို့ဒါမှမဟုတ်စန်နာဘက်လို့လို့ဘယ်နေရာမှာဆော့လို့ဆော့မှန်းမသိတဲ့ကစားသမားတအူးအနေနဲ့ရောက်လာတာဗျာအဂျာဂင်ကလောက်အနေနဲ့ကလည်းသူ့ကိုကြုံရင်ကြုံတဲ့နေရာမှာတုံးတာ အဲ၃နိုင်လေသူကလည်းဘယ်လိုပြောလဲပွဲထွက်ခွင့်ခဏပေးလိုက်တာဒါမှမဟုတ်ပုတ်ပွဲချင်းမိနစ်တွေပေးလိုက်ပြီဆိုရင်လေသူကဒဏ်ရတာတို့ခြေစွမ်းမပြတာတို့ဒီလိုမျိုးအရာရင်းနဲ့တောက်လျှောက်ကြုံနေရပြီးတော့ Ryan Crawford ကတော်တော်လေးကိုမှအသင်းရဲ့ယာစီအဆကတော်တော်လေးဆိုးရွားခဲ့တာဒါပါဘူး ကသာနမဘောကအစမှာသူတော်တော်လေးရုံးကန်ခဲ့ရတယ်ဒီမှာပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ယာစီမှာဂျာငင်ဂလော့ရဲ့လက်အောက်ကနေပြီးတော့အာနက်ရှော့ရဲ့လက်အောက်ကိုရောက်လာတယ်။အာနက်ရှော့ကရိုင်းဂရမ်ဘက်ကို creation တစ်ခုလုပ်ခဲ့တယ်။ဒါကကျွန်တော်တို့အာနက်ရှော့ကိုဘယ်လိုပဲပြောပြောဒါဂျာငင်ဂလော့ရဲ့လက်အောက်ကသာသမားရင်းနဲ့ဘယ်လိုမျိုးကောင်းပါတယ်ပဲပြောပြောဘယ်လိုမျိုးကောင်းအောင်ချန်ပီယံဆုယူခဲ့တယ်ပဲပြောပြောဗျာ။ဒီနေရာမှာတော့အာနက်ရှော့ကိုမဖြစ်မနေချီးကျူးရမှာပဲ။ဘာကြောင့်လဲဆိုတော့ဒါဂျာငင်ဂလော့ကြောင်ထိုးထားခဲ့တဲ့ကစားသမားတအူးဗျာ။ အဲဂျာငင်ကတော့မတုံးကျင်ကြတဲ့ဇာသမာတအုပ်ကိုသူ creation mind နဲ့အများကြီးလုပ်တယ်သူဒီဇာသမာကိုယုံကြည်မှုပေးတယ်ဇာသမာရဲ့ potential ကိုသူကောင်းကောင်းသိတယ်အဲ့တော့ brand brand ဘက်ကလည်း anisho ရဲ့ယုံကြည်မှုကိုအပြည့်အဝသူအသုံးချပြီးတော့သူ့ရဲ့ availability အပြည့်အဝကိုထုတ်ပြတယ်အဲဒီညမှာ brand brand ဘက်ဆိုတော့ကျွန်တော်တို့လက်ရှိမြင်နေရတဲ့ brand brand ဖြစ်လာဒီလိုမျိုး brand brand ပဲဖြစ်လာတဲ့နေရာမှာကျွန်တော်တို့ anisho ကိုမဖြစ်မနေကိုချီးကျူးရမှာပဲဟိုဘာပဲဖြစ်ဖြစ်အနိုင်ရှော့အနေနဲ့ဘလို့ပဲမကောင်းဘူးပြောပြောအနိုင်ရှော့ကိုဘလို့ပဲဝေဖန်နေဝေဖန်နေဒီနေရာမှာတော့ကျွန်တော်တို့ချီးကျူးရမှာပဲဆိုတော့ ဆိုတော့ rank rank ကသူလေဘာဝူးရဲ့ကစားသမားပေါ်ကအဆမှာတော့ရုံးကန်ရတယ်ဆိုပေမဲ့လက်ရှိမှာတော့အသင်းကနေပြီးတော့ long time plan အစီအစဉ်မှာတော့ပါဝင်နေပြီးတော့စာချုပ်တစ်တရက်နဲ့မကြာခင်မှာတက်တန်းတိုးနိုင်တော့မှာဖြစ်တယ်ပေါ့လေဆိုတော့ဒါကတော့ဒီကနေ့မှာကျွန်တော်နောက်ဆုံးတီးခဲ့ရတဲ့လေဘာဝူးရဲ့နောက်ဆုံးရသတင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးကိုကျွန်တော်ဝင်နေဘယ်လိုမြင်ရလဲချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like subscribe လေးလုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျ